ကိုပြတ်နိုင်နဲ့ရှုံးထွက်ရောက်မှာစီဒီမက်ဆီဒီဟာ2025ကလပ်ဝေါ်ကပ်အိုဆူဂျီဒုတိယပေါ်စဉ်အဖြစ် UAE ကလပ်အင်းနဲ့ကစားခဲ့ရာ6ပြတ်အနိုင်ရခဲ့ပါတယ်ဒီပွဲဟာကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာအသင်းငွေကြေးချေဆောင်းကွာဟမိုဂျီမာတာကိုမိမောက်ထိုးပြတာဖြစ်ပါတယ်မက်ဆီဒီဟာပေါ်လုံးပတ်ဆက်မှုအသာစီးနဲ့ကစားပြီးတပွဲလုံးမှာဂိုးပေါက်ချင်းချောင်းမှု22ကျင်းဂိုးပေါက်တဲ့ကံချက်17ကျင်းအထိရခဲ့ပါတယ်။ ဂန်ဂိုဂန်ရဲ့တည်တဲ့တဲ့အဖွင့်ကို အချီဘော်ရီရဲ့လှပါတဲ့ဖရီကစ်ဟာလန်ရဲ့ပန်နတီကိုကြောင့်ပထမပိုင်းမှာတင်မန်စီးတီးပုံကိုပြန်နိုင်ခဲ့တာပါမန်အွန်ဒမရာခဲ့တဲ့ဂန်ဂိုဂန်ကဒုတိယပိုင်းမှာနောက်ထပ်တကူလူသားဝန်နေဖြစ်တဲ့အော်စကာဘောနဲ့ချာကီဆိုကဂိုးတွေထွန်းသွင်းပေးခဲ့ပါတယ်အာဂျင်တီးနားတောင်ပိုင်းကစားသမားအချီဘာရီဟာမန်စီးတီးကစားသမားဘဝပထမဆုံးကိုကြားခဲ့တာဖြစ်ပါတယ် ချာလီကလည်းကလဝော့ကပွဲဥထွက်ပထမဆုံးဂိုးရခဲ့တာပါတကယ်လို့ကောင်းတဲ့ဆွမ်းဆောင်ရည်တစ်ခုဖြစ်ပါတယ်ပထမပိုင်းမှာရောဒုတိယပိုင်းမှာပါဂိုးအခွင့်အရေးအများကြီးရခဲ့တာပါရလက်ကစကားပြောပါတယ်နိုင်မောနဲ့အပြည့်အဝထိုက်တန်ပါလေလို့ဂန်ဒိုဂန်ကပြောကြခဲ့ပါတယ်အုတ်ဆုံးကြီးကတပွဲကစားဖို့ကြံနေသေးပြီမယ်ဝိုင်တန်နဲ့အေအင်းကနှစ်ပွဲစလုံးရှုံးလို့မန်စီတီနဲ့ဂျူပိုတက်အတင်းတို့၁၆အတင်းဆင်းရှုံးထွက်ကိုစစောစစီတက်ရောက်ခဲ့ပါတယ် အရေးကြီးတာကနောက်ဆင့်တယောက်ဖို့ပါအဆင့်တွေဖြတ်ကျော်ခြင်းနဲ့နောက်ဆုံးမှာထိပ်တန်းအသင်းတွေနဲ့အနေဆုံးရင်ဆိုင်ရမှာပါဘရာဇီးအသင်းတွေနဲ့ဥရောပထိပ်တန်းအသင်းတွေကိုခမားတွေ့ရမှာပါဒါကတော့ဂွာဒီယူလာပြောခဲ့တာပါမန်စီးတီးဟာခုနှစ်သင်းသင်းပြိုင်ခဲ့ရတဲ့2023ကလပ်ဝေါ်ကပ်မှာပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့ပူပါတယ်။ of life.